မင်္ဂလာပါရှင်မက်ရှလာ30ရဲ့တနင်္ဂနွေနေ့ရွှေရန်ကုန်ရဲ့လှလှရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်မယ့်သတင်းကတော့စင်ကာပူကြက်ချီနီကမြန်မာနယ်ထိုင်းကိုဒေါ်လာ3000ထောက်ပံ့မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မက်ရှလာလန်ဆာရှိရကဒေတာရဲနိုင်ငံများတွင်လှုပ်ခတ်ခဲ့သောပြင်းရရစ်တာစကေ9.8ရှိငလျင်ကြောင်းမြန်မာနှင့်ထိုင်းနိုင်ငံတို့တွင်အရေးပေါ်ခဲ့စေလုပ်ငန်းများအတွက်အသုံးပြုနိုင်ရန်စင်ကာပူချက်ချင်းဤအဖွဲ SRC ကဒေါ်လာ3,500ပေးအပ်သွားမယ်လို့ကြေညာပြုလဲကြောင်းသိရပါသည် ကြီးမားသောသဘာဝဗီဒန်ကြောင့်မြန်မာနိုင်ငံတွင်သေဆုံးသူတထောင်ကျော်ရှိပြီးဖြစ်က2300ကျော်ထင်ရရရှိခဲ့ပြီးသေဆုံးဦးရေတိုးလာပွဲရှိနေတယ်လို့လည်းသိရပါတယ်။ SRC ရဲ့ဒေါ်လာ35000ဟာကနအိုးထောက်ပံ့လှူဒန်းမှုဖြစ်ပြီးအများပြည်သူရမုံငွေထည့်ဝင်ခြင်းမှမကြခင်ဆက်လက်ထောက်ပံ့သွားမှာဖြစ်တယ်လို့အဖွဲ့ကမတ်လ29ရက်တွင်ပြောဆိုထားကြောင်းသိရပါတယ်ရှင်။နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့ဥရောပသမဂ္ဂ EU မှာမြန်မာနိုင်ငံအတွက်ယူရို2.5တန်ကူညီမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ြန်မာနိုင်ငံအတွင်းကနအူအရေးပေါ်အကူအညီအဖြစ်ယူရို2.5တန်ကိုဥရောပသမဂ္ဂအနေနဲ့အရေးပေါ်အကူအညီအဖြစ်ကူညီပံ့ပိုးရန်ဆွံ့ဖြတ်လိုက်ကြောင်း European Union အင်မြန်မာမှထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဥရောပသမဂ္ဂအနေနဲ့နောက်ထပ်အကူအညီများပေးအပ်ပံ့ပိုးနိုင်ရန်အတွက်မြေပြင်အခြေအနေနဲ့လိုအပ်ချက်များကိုအကဲဖြတ်လျက်ရှိပြီး ရခိုခွဲဝေချထားပေမူဟာ2025ခုနှစ်အတွင်းမြန်မာနိုင်ငံအတွက်ထောက်ပံ့ထားသောဥရောပသမ္မတ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစုစုပေါင်းယူရို35တန်အထိရောက်ရှိသွားပြီဖြစ်ကြောင်းဖော်ပြချက်အရသိရပါရရှင်။